စတ္တာရောအာတိဝိတာဥက္ကဋေသာကောရဝိတာတိခောဘိက္ခဝေစတုံနေတံမဟာဗုဒ္ဓနံအဓိဝဆနံဘိက္ခဝေယဟန်တို့ကောရဝိတာလျင်သောအရှိရှိကုန်သောဥက္ကဋေသာထက်သောအခုရှိကုန်သောစတ္တာရောအာတိဝိတာယဉ်ထံသောအရှိရှိသောမွေလေးကောင်ဟုသောဧတံဤမိသည်စတုံနံမဟာဗုဒ္ဓနံပထဝီအဘောတေဇောဝါယောဟုသော မဟာဗုဒ္ဓကြီးလေးပါး၏အတိဝဇ္ဇဏံနာမည်ပါပြီ။ပြည့်မှုကျူးလွန်ထားတဲ့ရာဇဝတ်သားကိုရှင်မင်းကအပြစ်ပေးတဲ့အနေနဲ့ထောင်ထဲမှာအနုနီးနဲ့အမှဲ့ကြွေချွေဖို့အတွက်အလွန်အစိတ်ပြင်းထန်တဲ့မွေကြီးလေးကောင်ကိုထိန်းချောင်းခိုင်းတယ်။အချိန်မှန်မှန်ကြွေးရမယ်။အချိန်မှန်မှန်တန့်ရှင်းပေးရမယ်ပေါ့။ဒီလိုနဲ့နေကြလာတော့ဒီရာဇဝတ်သားဟာ ငွေကြီးလေးကောင်ကိုကြောက်အောင်မှမသိပဲနဲ့တန်ရောစင်တွေတွဲလာတယ်တဲ့အဲ့ဒီချိန်မှာပညာရှိတဲ့မိတ်ဆွေရောက်လာပြီးတော့မင်းတော်မိုက်တဲ့ကောင်မင်းဒီကောင်တွေဟာမျက်နှိုးစရာမဟုတ်ဘူးအလွန်စိတ်ပြင်းတဲ့အကောင်တွေသူတို့စိတ်ကြည်ပြူးနေလို့မင်းကိုမကြိုက်တာမကြည်ပြူးလို့ကြိုက်ပြီးဆိုတာနဲ့မင်းတရားလိမ့်မယ်ဒါကြောင့်ဒီကောင်တွေကိုထားခဲ့ပြီးတော့ဒီထောင်ထဲကလွတ်အောင်မင်းထွက်ပြေးလို့ပြောတယ် ဒီတော့မှရာဇဝတ်သားလည်းအမြင်မှန်ရပြီးတော့ထောင်ကလွတ်အောင်ထွက်ပြေးတယ်ထောင်ဆိုတာဘဝကိုပြောတာတဲ့ရာဇဝတ်သားဆိုတာကတော့တတ္တဝါတွေကိုပြောတာတဲ့ပညာရှိမိတ်ဆွေကောင်းဆိုတာကမြတ်စွာဘုရားကိုပြောတာဝီကြီးလေးကောင်ဆိုတာကတကြီးလေးပါဒီရုပ်အစုဝီကြီးကိုပြောတာထောင်ကထွက်ပြေးတယ်ဆိုတာက ီရုပ်အစုကြီးရဲ့မတည်မြဲမှုအနေစားဆင်းရဲမှုဒုက္ခအရှုံးမရမှုအနတ္တကိုမြင်တဲ့ဝိပဿနာဉာဏ်ကိုပွားများနေတာကိုပြောတာလောကမှာကတ္တမှုခမွေးဆိုတာရှိတယ်ကြိုက်ခံရတဲ့သူဟာထင်းချောင်းလိုမာတောက်အောင်ပြီးမချိမဆန်သေးရတယ်မာမှုပြုံးမှုဆိုတဲ့ပထဝီတက်ဟာအဲ့ဒီမွေးနဲ့တူတယ်တဲ့သူဖောက်ပြန်ရင်အကျော်တွေတက်တောင့်တင်းပြီးသေးရတဲ့ တချို့ညောင်းညာကြိုက်ခဲနေကြတယ်ဆိုတာအဲ့ဒီမွေကြိုက်လို့ပဲနောက်ပြီးတော့ပုတိမုခမွေဆိုတာလည်းရှိတယ်တဲ့အကြိုက်ခံရတဲ့သူဟာရုတ်တရက်အရေးတစိုးစိုးထွက်ပြီးပုတ်ပွားပြီးတော့တေးရတဲ့တဲ့ယိုစီမှုဖွက်စီမှုဆိုတဲ့အာဘောဒဟာအဲ့ဒီမွေနဲ့တူတယ်သူဖောက်ပြန်ရင် ပိုက်ကြီးတွေပူပြင်းနေဆွဲအရေးတွှဲဆွဲနဲ့တေးရတဲ့တဲ့ အဂိမုခမွေဆိုတာလည်းရှိသေးတယ်